အားလုံးမင်္ဂလာပါမာချူတီရဲ့စားချမယ်ကနေပြန်လည်ကြိုဆိုလိုက်ပါလေဒီမှာပါတော့အစားအသောက်ကြိုက်တဲ့လူတွေတော့ကိုတရားကိုမှတပေါင်းလောက်ရှိရုံနဲ့မလာချက်ကမလာမောက်ချက်ဝက်ဆက်လက်လေးတွေကိုတန်တန်လေးစားလို့ရတဲ့ဆိုင်ကြီးခေါ်သွားမိပါပဲဖြစ်ပါတယ် တ်ဒီမှာဖုန်းနှလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တစ်ဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner ဒီဇိုင်းလေးကတော့တင်ငန်းကျွန်းမျိုးနဲ့ရောမိုးရင်တုံးတာအပိုင်းလေးကပေါ်လာလာဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဒီဇိုင်းထဲမှာအဓိကအမေလေးအနေနဲ့မာလာရှန်ကော မလာမောက်ချိုင်ဝက်စလန်လေးတခြားသရုပ်အစားအသောက်တွေကိုရရှိနိုင်ပြီးအကြီးကအားတာချက်ကတော့ဆိုင်းရဲ့အခြေအစဉ်တွေကတတက်ရရနေဖြစ်နေတာနဲ့သိသိစစ်စစ်လေးဖြစ်တာကြောင့်လို့ထင်ပါတယ်။ဟိုလာလာမှာမလာချင်းကမလာမောက်ချိုင်ဒီပုံမှာစက်သားဝက်သားပင်လေစာရေးဆိုပြီးနဲ့တည်းရတယ်ရွေးချယ်လို့ရပြီးတော့ဈေးနှုန်းကတော့တပေါင်းနဲ့ထောင်ကျပ်ကနေစပြီးအစားစားရှိပါတယ်။ဒါပေမဲ့နှစ်ယောက်ထဲလောက်ပဲသွားစားမယ်ဆိုရင်တော့တပေါင်းနဲ့ထောင်နဲ့ပွဲဟိုပဲမှာဖို့အတွက် ် recommend ပေးချင်ပါတယ်။ဘာလို့လဲဆိုတော့တောင်းနှစ်ထောင်တန်ပွဲကတော့တော်တော်လေးများပြီးနှစ်ယောက်အဝါစားလို့ရတာမလို့ပါ။ကျွန်တော်ကတော့မာလာမောင်းချိုက်ကိုပိုချိုက်တာမလို့မာလာမောင်းချိုက်ကိုပဲပါစားခဲ့ပါတယ်။ပိုလာလာရဲ့မာလာမောင်းချိုက်ကသူတို့တောင်းထားတဲ့မာလာနှစ်ကလည်းအရန်ကြီးကိုမထုံမဆက်ပဲနဲ့အနေတော်လေးရှိတယ်လို့အထုံဆိုင်ညာညာကြိုက်တဲ့လူတွေကလည်းလူတလောက်ကြော်ပြီးလေးလောက်ခန့်လို့ရပါတယ်။မောင်းချိုက်ကိုအတိုင်းချူကြီးလေးနဲ့လောက်တာမျိုးကျွန်တော်တကတော့တော်တော်လေးတဘောကြပြန်ကောင်းပါတယ်။ စားကြည့်လိုက်တဲ့အခါမှာလည်းအရသာလည်းကျွန်တော်မှလည်းဒီလိုပဲအရင်မထုံမဆက်ပဲစားလို့အတော်လေးအဆင်ပြေတယ်ဗျကျွန်တော်အကြိုက်ဆုံးကတော့ဒီတောင်းနဲ့ထောင်းတန်းဆိုတဲ့ဈေးနှုန်းလေးနဲ့ပြန်ရလိုက်တဲ့မောက်ချိုက်ပွဲကတော်တော်လေးကိုတန်းပြီးတပွဲမှာအများကြီးပါပါတယ် quality ရော quantity ကမှမိုက်တယ်လို့ပြောရပါမယ်အရသာကတော့ဆယ်မှတ်မှာကျွန်တော်အမှတ်ပေးရမယ်ဆိုရင်တော့ဘောလို့ဆယ်မှတ်မှာခုနှစ်မှတ်လောက်တော့ကျွန်တော်ပေးလို့ရတယ်ဗျ ပိုလာလာမှာဒီ site တွေအနေနဲ့က၄000ကျပ်ကနေစပြီးတော့ရေးကြကြတဲ့အများကြီးရှိပါတယ်။ဒါတွေမှာစားသောက်ဆိုင်ကြီးတွေလိုပဲ menu ကတော်တော်လေးနဲ့စုံတယ်။ပုံစံမျိုးစုံတွေထမင်းကြော်တွေနဲ့ထမင်းပေါက်စားတဲ့ထမင်းနဲ့ပတ်သက်တဲ့အစားအသောက်တွေနဲ့အသားနဲ့ပတ်သက်တဲ့အမျိုးမျိုးတို့အမေရိကန်ပြီးတော့အာလူးမာလာအာလူးကျောင်းတော်တို့စားတဲ့လူကြိုက်အများဆုံးအစားအစာတွေနဲ့ရပါသေးတယ်။ပေါ်လာလာမှာမာလာမောင်းဆိုင်နဲ့မာလာရှမ်းကုန်းနဲ့ဒီကုန်းမှာနောက်ထပ်စင်နေကြစားတော့ကြီးတခုကရှိသေးတယ်။ ဲ့ဒါကတော့အားလုံးကြိုက်တဲ့ဝက်ဆလပ်ပါပြီးတော့ဓပွဲမှာ6500ကျက်တယ်ဆိုတာကတော်တော်လေးကိုဖဲထိတဲ့ဈေးနှုန်းလေးတကူလို့ပဲထင်ပါတယ်ပြီးတော့ဝက်ဆလပ်ကမှမုတ်ဖက်နဲ့ဆလပ်ရက်ကိုကိုကျက်တဲ့လောက်အဝဆွဲလို့ရတယ်ဗျကော်သားကင်နေတာပါလေကိုစိတ်တဲ့ကော့ကိုလည်းကင်လို့ရတယ်ဆိုင်ရောက်ဝင်တဲ့လေးတွေကိုလည်းကင်ခိုင်းလို့လည်းရပါတယ်ဆိုတော့တိုင်ကအထောက်ဘလို့กินလဲဆိုတော့ကျွန်တော်တို့တော့မသိပါဘူးဒါပေမဲ့ ကိုကိုယ်တိုင်ကယ်ရဲမိခါမှာထွက်လာတဲ့ဒီအကင်းထဲကတခြားဆိုင်လေးနဲ့နည်းနည်းလေးပုံနည်းနေတယ်လို့တော့ခံစားရတယ်ဗျ။အဲအခုကဝတ်စလတ်စားတဲ့နေရာမှာလည်းအရေးကြီးတာနောက်တစ်ခုကအချင်းပါဆိုတော့အချင်းကဝတ်စလတ်တကူစားချိန်တစ်ခါမှာဒီကဲကိုပတ်တိဖြစ်တယ်လို့ခံစားရတယ်။မဟုတ်ဖက်အသားကြီးစလတ်ရိုးနဲ့တွဲစားလိုက်တဲ့ခါမှာလည်းတော်တော်ကြီးကောင်းနေရတာတကူထွက်လာသေးတယ်။ဒါတော့ကျွန်တော်အသက်မှာတော်တော်လေးအဆင်ပြေတဲ့ အရာသာတစ်ခုလိုပဲပြောရမှာပဲကြဆိုတော့အမှတ်နေနေကိုပေးပါဆိုတော့ဒါတော်တော်လေးတော့ခက်တယ်ဆယ်မှတ်မှာခုနှစ်မှတ်လောက်ဒီလိုပေးလို့ရတယ်ကြဆိုတော့အစားအသောက်ကိုကြိုက်တဲ့သူတွေအနေနဲ့ကလည်းအိုးလာလာမှာဒါဒီလေးရတယ်လို့ထင်နေဆိုရင်တော့မှားသွားလိမ့်မယ်ဘာလို့ဆိုတော့စားပြီးတောက်ပြီးလို့ဤရဲ့ခါမှာလည်းဒီချော်ရီလေးတွေလည်းထပ်ပြီးမှားတော့လို့လည်းရသေးတယ်ချော်ရီကလေးလည်းရှိရပေါ့ဆိုတော့ဒီချော်ရီလေးအနေနဲ့ကိုယ်ကဘာတွေရတယ် ။ဘာရင်းရပါမလဲဆိုတော့ဟောလာလာမှာ smoothie seaweed soda seaweed အသီးချော်ရည်တွေကိုရရှိနိုင်တယ်။ပြီးတော့ကိုယ်သဘောချညစ်သက်တဲ့အရာသာလည်းကိုရွေးချယ်ပြီးတောက်လို့ရသေးတယ်။ကျွန်တော်ကတော့ blue pea ကိုပဲမှတောက်ခဲ့ပါတယ်။ကဲဒါဆိုရင်တော့ကျွန်တော်ပြောပြတာတော်တော်လေးလဲဆောင်းသွားပြီလို့ထင်ပါတယ်။ဒီခေါလာလာဆိုင်ကြီးကဘောလာနဲ့စူးပြီးသွားမယ်ဆိုရင်ဘတ်ချက်နဲ့စစ်ဖြစ်ပြဲဆိုင်ကြီးနဲ့ဖြစ်တယ်လို့ချစ်သူကောင်မလေးနဲ့သူသွားပြီးတော့စားတဲ့အခါမှာတော်တော်လေးကိုလည်းအဆင်ပြေပါတယ်။ ကဲပေါ်ကြီးရဲ့အနေထားကလည်းတော်တော်လေးနဲ့ကောင်းတာပေါ့လို့ဘောဓာရီလာစားကြည့်ဖို့တော့လေတိုက်တိုးကြည့်ပါသေးရဲ့ညာ